ကျွန်တော်ဒီနေ့အတွက်တယောစာဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြကြမှာလေးဒီတယောစာဆောင်းပါးလေးကို ရေးသားထားသူကတော့ဆရာကိုနီတိုပဲဖြစ်ပါတယ်တယောစာဆောင်းပါးလေးကိုဖတ်ခွင့်ပြုပါရန်ဆရာကိုနီတွန့်နဲ့မုံမခမီဒီယာ Facebook ပေးအားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆန်းဆန်းနဲ့ထပ်မံ၍ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြောက်ပါစေဗျာရေတော်ဘုံအောင်ကိုအောင်ရမည် စကားသုံးတဲ့စာအကျဉ်းတုံညမယုံရအစိုးတစ်ခုကြာဘူးသည်ဘယ်တော့မှမူသားမပြောသင့်သည့်ပုဂ္ဂိုလ်သုံးပါးရှိသည်ပထမတဦးကဆရာဝန်လူနာကိုဘယ်တော့မှမူသားမပြောရခြံသင့်တာခြံထားနိုင်တော့လေပြောသမျှအမှန်ဖြစ်ရမည်ဒုတိယတဦးမှာမင်း၏အတိုင်ပင်ခံမင်းနှင့်နိုင်ငံအုပ်ချုပ်သူများကိုပြောသည့်အခါမူသားစကားလုံးဝမပြောရဘူး ပြောလိုက်တော်မူသားကြောင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိခိုက်နိုင်သည် တတိယတယောက်မှာဆရာဆရာမှာတပင်များကိုဘယ်သောခါမှမူသားမပြောရပြောခဲ့ပါကထုံမူသားကြောင့်တပင်များဤဘဝတစ်ခုလုံးအပေါ်ထိခိုက်သွားနိုင်သည်ဟု ရှေဟိန်နုသတ္တနိကကြံများတဲ့တွင်စုတ်ထားသည်ကိုဖတ်ရဘူးသည်ဘုရားဘာသာတွင်လေလူတို့ကျင့်သုံးရန်တိလာ၅ပါးရဲ့၌ မုတာဝါရကို၄ပါးမြောက်တွင် ပြည့်ညတ်ထားသည်မုတာဝါရမဟုတ်မမှန်ပြောဆိုရာတွင်နှောက်ဖြင့်၎င်းစာရေး၍၎င်းကိုလက်စသည်တို့ကိုလှုပ်ပြ၍လေလိန်ညာဖြည့်ဖြန့်သည်မကုံပါ၏သူတစ်ပါးအချိုးကိုဖြည့်စည်းတော်အောင်လိန်ညာသော မုတာဝါရသည် အပေကိုရောက်နိုင်သည်မိမိဥစ္စာမပေးလို၍လိန်ညာသောမူသားအလုတ်တစ်ခုလောက်ရာတွင်အကျိုးမရှိသဖြင့်မလုတ်ချင်အောင် ပွဲလန်းသဖြင့်တွားခြင်းဖြင့်အပြစ်ဖြစ်နိုင်၍မတွားခြင်းအောင်ပြောသောမူသားတို့သည် မကြည်တော်လေအပြစ်အ ਨੇ အများရှိသည်ကြီးပင်အရှင်ဒေဝရတ်သည်တန်ခါသင်ခွဲရာ၌မူသားပြော၍ခွဲခဲ့သဖြင့်အဝီစီငရေကြခဲ့သည် မူသားကြည်သူသည်ယခုဘဝ၌စကားပီပီတတ်တတ်မပြောနိုင်ခြင်းတွားများမညီမညာရှိနိုင်ခြင်းကတွင်မှပုံညီခြင်းကိုသားရည် ူရှိန်၆ကပ်ဆူဆူဖက်ဖက်မရှိခြင်းမျက်စိနာဆသောအိန္ဒြေများနောက်ကျကျရှိခြင်းပုံဟံမလာဘဲစိုးဝါချွေရင်ဖောက်ပြန်ခြင်းသူရပါပေါ်၌ဩဇာအာဏာမတည်ခြင်းအပြောအဆိုနှုတ်ဖြားများထော်လော်ကြံတန်းခြင်းအပြောအဆိုလျက်ပေါ်လော်လီခြင်းတည်းဟူသော အပြစ်ကိုပါလေသင်၏မူသားပြောသူသည်ညီသည့်ကိစ္စကိုမျှမယုံကြည်ရသောကြောင့်အကြည့်ကဲမဖြစ်နိုင်ဟု တောင်မြို့ဆရာတော်ကြီးရတနာဂုံကြီးစာအုပ်တွင်ဖတ်ခဲ့ရသည်ဘယ်တော့မှမူသားမပြောသင့်သည့်သုံးပါးအ ਨੇ ဒုတိယမြောက်မင်း၏အတိုင်ပင်ခံချောင်းနှင့် ထိုသူများကြောင့်ယနေ့မြမပြည်ကြီးပျက်စီးခြင်းများစွာကြုံတွေ့နေရသည်ကတော့တိုက်ဆိုင်မှုမဖြစ်နိုင်မြည်သူမဆိုကုသိုလ်အရှင်အားကောင်းစဉ်ကကိုလုတ်ခဲ့သော အကုသိုလ်ကျိုးဖြစ်တို့ကိုမသိသာတော်လေအားနေလာခြင်းအကုသိုလ်ကျိုးဖြစ်တို့က အတုံးလိုက်အတက်လိုက်ကြုံရသည်မှာလောကဓမ္မရာထုံမှုသားများလိုင်လိုင်သုံးနေသည်မင်းအောင်လိုင်တီးဟူသောမတူတော်ဘုံတက်၍မြမပြည်ကြီးပျက်စီးနေသည်မှာဒိဋ္ဌမျက်မြင်ဤအချက်မှန်ကန်သောကိုညီသူမျှငင်းကြလိမ့်မည်မထင်1988ခုနှစ်ဥနေဝင်းဤတပါတီအာဏာရှင်စနစ်နှင့်လမ်းစဉ်ပါတီပြတ်သုံးသွားပြီးဥစောမောင်အာဏာသိမ်းခဲ့သည် ရွေးကောက်ပွဲကျင်းပပေးပြီးအနိုင်ရပါတီကို အာဏာလွှဲခါစစ်တမ်းရပြန်မည်ဆိုခဲ့သည်1990ပြည့်နှစ်မေလ3ရက်ရွေးကောက်ပွဲကို NLD ခမောက်ပါတီက90ရာခိုင်နှုန်းကျော်နိုင်ရခဲ့သည်ထိုစဉ်ကတကိုးထွားနေသည့်လက်မယုံအာဏာပကွက်သားခင်ညွန့်ကရွေးကောက်ပွဲအနိုင်ရသူများသည်အစိုးရဖွဲ့ရန်မဟုတ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်ဟုပြောင်းကြကြလိန်လေခဲ့သည် စစ်တမ်းရောက်ပြန်ပြီဆိုတော့ဥဆုံးမောင်လေဥတန်းရွှေဤတခုတ်လက်ကတဝက်လူချင်းကိုခံလိုက်ရသည် သူတို့ရေးဆွဲခဲ့သောစောက်စင်းကြီးကိုလေ16နှစ်ကြာကြာ အချိန်ဆွဲရေးဆွဲခဲ့ပါလေဤဖိုစင်ကကျွန်တော်သည် တွေးချင်းတို့ဤတောင်မော်အလကခွဲချောင်းဤမူအုပ်တာဝန်ထမ်းဆောင်နေခြင်းစောက်စင်းအတီပြုဆန်တော်မဲပေးပွဲဒုမဲယုံမူတာဝန်ကိုထမ်းဆောင်ခဲ့ရသည်ရွေးကောက်ပွဲများကဲ့သို့ မေပေကံမြောင်းမေယုံဝင်တန်းမြောင်းရက်ကြီးစီကျမရေဝင်တန်းမြောင်းဆိုသည်မှာ on the paper သာမေယုံတီရှိရာရွာဤလူကြီးအနေငယ်မေယုံမူဒုမေယုံမူအုတ်စုစီတို့သာပါသည်မေယုံလှုပ်ထားသည့်စာတင်ကြောင်းဤခန့်တခန့်နေတွင်ဇပွဲကုန်တလုံးချမဲလက်မှန်များတင်မဲလက်မှန်များကိုစူပါရေနိုဘော့ဝင်ဖြင့်ချစ်ပေးုံသာအုတ်စုစီမှာ အထက်ဌာနမှအမှားချလိုက်သည့်စကားကိုယခုထိမှတ်မိပါသေးသည်ကန့်ကွက်မဲမပါစေနဲ့မဲပေးသူတွေမချစ်တတ်မှဆိုရင်ကိုယ်တိုင်ချစ်ပေးလိုက်ဟူ၏ထို့ကြောင့်မဲပေးသူများဘလောက်လာလာတာဝန်ယူချစ်ပေးလိုက်သည် မလာသူများအတွက်လည်းအလုတ်တစ်ဖက်နဲ့မှမလာနိုင်တော့ဟုအကြောင်းပြရင် ကိုယ်စားချစ်ပေးပြန်သည်ညနေ၄နာရီမထိုးခင်ထုတ်ပိုးသိမ်းစီကပြန်သွားသည် ဤဒီမှာလောက်ကျန်လီဆယ်ရေးသားခြင်းမဟုတ်ပါ ကိုရွေကြုံခဲ့ရသောမဲယုံတစ်ခု၏အဖြစ်ပြက်အမှန်ဖြစ်ပါသည်ထိုကဲ့သို့သောမဲယုံများညီမျှရှိမည်နီးကားမသိနိုင်ညီတို့ပင်ဆိုစီစောင်းအစိမ့်အတီးပြူပွဲက63ရာခိုင်နှုန်းကျော်ဖြစ်ပါသည်ထိုစောင်းအုပ်သည်စစ်တပ်မှအာဏာမသိမ်းနိုင်အောင် ရေးဆွဲထားသည်ငါးနှစ်တစ်ချိန်ကျင့်ပခဲ့သောရွေးကောက်ပွဲများ၏ရလဒ်သည် ရွေးကောက်ပွဲကော်မရှင်၏အဆုံးဖြတ်သားအတီးဖြစ်သည်သို့တော်လည်းမင်းအွန်လိုင်းသည်သူ၏လက်ကင်တို့ရုပ်သေးရုပ်လူမဲရုပ်ဇော်မင်းထုံးကို ပြန်ချရေးဒုဝင်ကြီးနှင့်တရင်မှန်ပြန်ချရေးအဖွဲ့ဖွဲ့ကသူတို့အာနာသိန်းအဖွဲ့၏တရင်များကိုတရင်စာရှင်းလင်းပွဲလုပ်ရန်တာဝန်ပေးခဲ့သည် ထိုအဖွဲ့၏တရင်မြည်မြမှန်ကန်ပြီးအမခံချက်ရှိသည်နီဆိုရသောဇော်မင်းထုံးမှဇော်မင်းလုံး ဇော်မဲလိန်အမိအစ်များတွင်သည်အထီဖြစ်သွားခဲ့သည်တရင်မှန်တိလိုလင်းကြောင်းမြန်ယူမရတော်ဟူ၏ထို့ပြင်မလာရီခါရောပေးဆရာတော်သည်လည်းသင်္ကန်းဝတ်တံမဲမြတ်စွာဘုရား၏ဝီနည်းပညတ်ချက်များကိုမျက်ကွယ်ပြုပြီး ခက်ကိုပြောင်းချိန်လင်းခေါင်းကိုပြည့်ရသည်ဟုမုတာဝါဒတန်ဖတ်ပလာပါရုဖြင့်အကြံပေးခဲ့သည်ထိုအကြံပေးချက်ကြောင့် ခေါင်းပြစ်ခံရပြီသည်ဓက်ပေါ်ရီကိုရင်ခွဲကလေးစာထုတ်ချုပ်ရိုးချမ်းကြီးချုပ်ပြီးပန့်ရှင်ကိုငွေဖြင့်လာ၍ခိုင်းသည့်အပြင်ခံဝင်ဂရိကိုပါရေးထိုးခဲ့ရသည် နောက်တစ်ပါးကလည်းမလာမြောက်ထိုးပင့်ကိုပြီးသာသနာပြုမင်းကြီးဟုမိန့်ညာခဲ့သည်ရိုဟင်ဂျာဘင်္ဂါလီများတပ်ဖြတ်ရာတွင်လည်းတီလမရှိသူများဖြစ်၍ပြစ်မရှိသည်အောင်တီဟိုမဒုဋ္ဌဂါမဏီမင်းကြီးကိုပုံထိုးသွယ်ဝိုက် အာပေးအမြောက်လိန်ညာခဲ့သည်သူတပားမြောက်ပေးလင်သွင်းနှထင်ရောက်ဟိုဟာတက်အောင်ကရံတော်မလာကအာနာသိမ့်တီကိုအာနာထိမ့်တီဟုမူသားပြောပြီးနောက်6လတစ်ကြိမ်တက်တန်းရှစ်ခါရှိလေပြီထိုကာလာများအတွင်မြို့ရွာလူနေအိမ်ခြေပေါင်းသိမ့်ချီမိရှုဖြစ်စည်းခံရသည်အင်တာနက်ကိုဖြတ်တောက်ပြီး၎င်းမှုများကိုဖုံးကွယ်သည်ဇော်မဲလိန်အမည်ရလူလိန်လူညာက ကဘာတိအရှက်မရှိဖြန့်ပေးသည်လိန်ညာပေးသည်တခါလိန်ညာပြေးတိုင်းပြည်သူများ၏ဘဝခြေနေမှာပုံမုံဆိုးဝါးနေကြလာသည် ရုပ်ဆော့အဆောင်ပြည်သူများစိုက်ပြုတ်ထားသောတိနှံ့များကိုပင်ခိုးယူရိတ်သိမ်းကြသည်အာနာသိမ်းခြင်း၏အကျိုးဆက်များကမြမပြည်သူများဒုက္ခမျိုးစုံစိုက်နေရသည်မှာငါးနှစ်ရှိလာလိမ့်မည်ပြည်သူအစိုးရအုပ်ချုပ်ခဲ့စဉ်ကပြည်သူများအလုံးပျော်ရွှင်စိတ်ချမ်းသာခဲ့ကြသည် ်ဖွံ့ဖြိုးသဖြစ်၍စီးပွားရေးမပြေလည်သည့်အတိုင်းမိမိတို့ရွေးချယ်ခဲ့သောအစိုးရထိုအစိုးရကိုဆန္ဒပြနိုင်၏အစိုးရဌာနများ၏မမှန်ကန်မှုကိုလည်းတိုင်ကြားနိုင်သည် နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်၏ဉာဏ်ပညာကြီးမားမှု သူမ၏ဆန်းဆောင်ချက်တို့ကအပေါ်ယံမဟုတ်အောက်ခြေကတင်ပြသမျှတွင်လည်းလန့်ဆုံနေသည်လည်းမဟုတ်ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့၏နိုင်ငံတကာရေးရာတွင်လည်း သူမ၏ကြော်ကြားမှုတို့ကမြမာနိုင်ငံကိုလူသိပိုများစေ၏ပွင့်လင်းမြင်သာသောအေဂျန်တည်ငြိမ်သောနိုင်ငံရေးပြရုံအောက်တွင်နိုင်ငံတကာထောက်ပံ့မှုများယင်းဤမြုံနံမှုများကဝင်လာမစေတန်တမန်များနှင့်လည်းမကြာခဏတွေ့ဆုံနေရသလိုတမတာကြီးဦးထင်ကျော်၏နိုင်ငံခြားခီးစဉ်များတွင်လည်းကော်စောနီခင်ကြိုဆိုကြခြင်းကနိုင်ငံ၏အဆင့်တန်းကိုသိစေ၏တမတာကြီးဦးဝင်းမြင့်သည်လည်း တိကျခံရပြောဆိုလို့ကင်းရဲရင်ပြတ်သားသူဖြစ်ကြောင်းအချိန်တိုလေးအတွင်သိရသည့်ဥပဒေသမားကြီးသူ့ရဲ့နဲ့သူ့ဆက်ကိုက်နေသည့်ဘောင်ချင်းချင်းလေးမဟုတ်အစိုးရနဲ့ပြည်သူမြည်လူကြည်ပြူနေကြခြင်းပင်မဟုတ်တုံလောထို့အချိန်နေကြမှာကိုဗစ် -19 ရောဂါကပ်ဆိုးကတစခန်းထလာသည်ကမ္ဘာနိုင်ငံအနှံပြောင်းထိုရောဂါကြောင့်လူအသေးပြောက်များခဲ့သည် မြန်မာပြည်တွင်လူမှုဆိုရာဤကံတွယ်ဖြည့်ရှင်းပုံကောင်းမှုကြောင့်တခြားနိုင်ငံများကဲ့သို့မများလားဆင်းရဲသောဆိုရာမပြည့်စုံသောဆိုရာဖြစ်နေသောညာအဆိုရနှင့်ပြည်သူပြည်သူနှင့်အဆိုရလက်တွဲညီခဲ့ကြသည်ထုံယောကကပ်ပေးချာမှပြုလို့ရသောရွေးကောက်ပွဲကိုလည်းတောင်ပြိုကမ်းပြိုအနေရသည့်အထီအောင်မြင်ခဲ့သည်အပေချင်းနေများကအာနာသိမ့်ရန်အကြောင်းဖန်သည်နီစဉ်းစားနေလင်ခေါင်းချောက်ယုံ ညင်းနေကြလင်ပါဇက်ညောင်းယုံချိန်ကုံယုံသာအစိုးရကပြည်သူအကျိုးကြည့်တော့ပြည်သူကထိုအစိုးရကိုထောက်ခံကြသည်မှာဘာများထူးဆန်းပါသနည်းအာနာရှင်များလက်ထက်တွင်လျှက်စစ်မီ30ရာခိုင်နှုန်းလူမှုအစိုးရလက်ထက်တွင်85ရာခိုင်နှုန်းထိတိုးတက်လာသည်မှာထင်ရှားလာသည်တည်းသည်သို့တော်လည်းမဟာလာ၏ခါတော်ပေးကြံပေးများကမိဖုရားကင်းကိုက်ပြာလောင်ဆိုင်သလို့ မဟုတ်မမှန်လီဆယ်တင်ပြအာနာသိယံမြောက်ထိုးပင်ကိုမလာဤမျက်မှန်စိတ်တက်မျက်ချောက်စားတဲ့ရဝါများကလည်းသူတို့လိုသလိုအမှုအမျိုးမျိုးဆင်ကြသည်မြောက်ကိုတဘိုးတက်ပေးလိုက်သည်မြည်သူကမြည်သူလိန်ကြကြောင်း CRM စစ်သားများ၏အင်တာဗျူးများကမလာလိန်သမျှနောက်ကဖော်ပြနေသလိုဖြစ်ခဲ့သည်ထို့အပြင်1962ခုနှစ်ဥနေဝင်းအာနာသိန်းကလေးကပြုတ်လုခဲ့သော အလိန်အညာငိမ့်ချမ်းရေးသည်လေအချင်းကုံလူပန်းငွေကုံကျိုးမရှိ အချီနေအလကားထာဝရငိမ့်ချမ်းရေးဟု မတန်မရာဝဟာရာပြောင်း၍လိန်ညာခဲ့ပြန်သည်မြမာတိညီလာခံများကဘာတိညီလာခံများညီတို့ပင်ကျင့်ပကျင့်ပစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းနေသော အာနာရှင်စစ်တပ်ကြောင့်တိုင်းရင်သားအများစုက ပုန်ကန်တော်လှန်ခဲ့ကြသည် ရွှေသမင်ဘဲကထွက်မင်းကြီးတာကထွက်တည်ကြည် ထိုစစ်တပ်သည်မြမပြည်သူတို့ပေါ်ကာကွယ်ဆောင်ရှောက်ရန်ဖြစ်သည်နေ့စဉ်လဲတစ္ဆာဒိဋ္ဌံဆိုပြီးမှထမင်းစားခဲ့ရသည်သို့တော်အပေါ်ကမိတ်ဖြင့်လိညာသည် အောက်ခြေကလိညာမှန်းတိလျက်အမိတ်အတန်ရဲရဲဆက်ဆက်ဆောင်ရွက်သည်မြမပြည်ဖြစ်သည်။မှုခင်းကြီးကြီးမောင်းမားတို့တွင်ပြည်သူကိုကာကွယ်ပေးနေပါသည်ဆိုသော ထိုစစ်တပ်လူပသည်ကြီးတဖန်ရွေးဦးတော်လန်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF များပကဖောင်များ တိုင်းရင်းသားအီအော်အူများကိုလည်းအကြမ်းဖက်စူပူတောင်းချမ်းသူများ လူစိုးတခုံများတိုင်းပြည်ဖျက်ဆီးနေသူများဖြစ် စနစ်တကျဖွဲ့များဖွဲ့ကလိန်ညာနေခဲ့သည်28ရက်3လ2025နေ့ကလှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်လည်းပြည်သူများတပူပေါ်နှစ်ပူဆင့်တော်သည်ထို့ကြောင့်လက်နက်ကင်တပ်ဖွဲ့အသီးသီးက ဒုက္ခရောက်နေသောပြည်သူကိုခဲတဲ့ကူညီရန် အပြစ်ခတ်ရစဲရေးကိုကြီးညာပြီးတိုက်ပွဲများရပ်လိုက်ကြသည်ကြီးညာသည့်အတိုင်းလေလှုပ်ဆောင်ကြသည်အကြမ်းဖက်စစ်တပ်ကလည်းတန်အောင်လိုက်၍ကြီးညာခဲ့တော်လေလေချောင်းဖြင့်ပုံကျဲခြင်းပါရာမိုတာဒရုန်းတို့ဖြင့်ပုံကျဲဆက်တနတ်ဖြင့်ပစ်ခြင်းစစ်ကြောင်းထိုးခြင်းတိုက်ပွဲပေါ်ဆောင်ခြင်းတို့ဖြင့်ပြည်သူများပေါ်ရက်ဆက်နေသည်ယခုလုံးလုံးစဲလောင်ရှုပ်ဖြစ်စဉ်တွင်လည်း တရုတ်အားကိုဖြင့်လင်ညာရင်လာရှိုးကိုနေရာဝင်ယူလာသည်အချက်ခုနှစ်ချက်ဖြင့်ဟန်ပြတောင်းဆိုနေသည်မှာလဲမူတာဝါရအပြေထိုလင်ညာမှုများကြောင့်ပြည်သူပြည်သားများဘဝမှာ စားရပါလဲတလုတ်တဆုပ်ဝိရပါလဲဆုပ်နှုတ်အိရပါလဲတငုတ်တုတ်တုတ်ယခုတော့မြမပြည်ကြီးသည်ခေတ်ဆက်ဆက်ထိုစစ်တပ်၏လင်ညာများကြောင့်ဖွံ့ဖြိုးတိုးတက်မှုတွေစိတ်တော့ ပြည်သူများ၏စားဝတ်နေရေးများကလည်းပြတ်သုံးနေရအနှံ့တိုက်ပွဲများကဖြစ်မဆုံးတိုက်တာအိုးအိမ်မြို့ရွာများသည်လည်းမိโกတလုံးလုံးကမ္ဘာဖြစ်ပျက်တစ်ခုကိုဒရိယမိသည် ကမ္ဘောဒီးယားရှိလူသက်ကွင်းများနှင့်အကြီးကျယ်ဆုံးသက်ခံရအများဆုံးတုစလန်စာတင်ကြောင်း1980အကျဉ်းထောင်ပြုလုပ်ပြီးကျောင်း၌လူပေါင်းတန်းနှင့်ချီ၍ချုံနောင်တက်ချက်ခံခဲ့ရသည် ထိုအထဲတွင်ရွေရောက်ပြီးခေပညာတဲ့ယောက်ျားမိန်းမမကျန်းကျောင်းဆရာဆရာမများဆရာဝန်များ ကုံတယ်များကလေးများတန်မှန်များစသဖြင့်လူရန်စားမျိုးစုံပါခဲ့သည်20ရာစုအတွင်းကမ္ပူချားမြေပေါ်တွင် ကြေကွဲစရာအကောင်းဆုံးဖြစ်ရမှာပိုပေါ့နေအဖွဲ့ရာဇဝတ်ကောင်များက လူမျိုးစုလိုက်မျိုးဖြုတ်တုတ်တင်ရှင်လင်းရေးဝါရဖြင့်ပြည်သူများကိုညှဉ်းပန်းမှုပြုလုပ်ခါ ကောက်ကျစ်ရက်ဆက်စွာတတ်ဖြတ်ခဲ့သောအမှုကိစ္စပင်ဖြစ်တော်သည်ရင်းဖြစ်ရသည့်ဂျာမန်ရာဇဝတ်ကောင်ဟစ်တလာ၏လူသတ်မှုများထက်ပို၍ပင်ဆိုဝါရက်ဆက်လာသည်နှွေဦးတွန်လန်ရေးသည် ယခု9နှစ်ထဲရောက်ရှိနေလေပြီနောက်ထပ်ထိုလိန်ညာကောင်နှင့်တရဝါတအုပ်ကိုအနိုင်မတိုက်နိုင်ပင်ထပ်မံအုပ်ချုပ်ခွင့်ပေးနေရသေးပါကချောင်းအကြောင်းဖြစ်ပျက်ကဲ့သို့ဖြစ်မလာနိုင်ဟု၍မြည်သူက အာမခံနိုင်မည်နီ စိတ်ပရီးနဲ့မူသားပြောထမ်းရင်အိုးနဲ့တရားဟောနေသည့်လူယုံမာနဲ့အဖွဲ့ကိုမြည်သည့်ကြောင်းပြချက်နဲ့မှအခွင့်အရေးမပေးရန်ပင်မဟုတ်ပါလောအဖေမူသားပြောသူကမှနိုင်ငံတော်ကြီးခဲဖြင့်လက်ခံနိုင်စရာအကြောင်းမရှိပါသည်ကိုနီတော့